ဒီရိုနိုင်ငံပွဲသိကြိုက်ကြလေပွဲကြိုက်ခင်နိုင်ငံဟိုပွဲလေးနဲ့ဟန်ဆောင်ပန်ဆောင်အသိလို့ပြလာပြီးလုပ်ငန်းနဲ့ကြတော့ဘယ်ရှာလို့ရှာအောင်ကြောင်းဒီခွေးတကောင်ကြောင်တွင်းမှမရှိဘူးသူကဖြစ်တယ်ဒီရိုနိုင်ငံမရဘူးမြန်မာတွေရဲ့ညင်းကိုမရဟုတ်တယ်မလားဟမ်တယောက်တည်းရှိရင်သိပြတယ်နှစ်ယောက်ရှိရင်ဘာဖြစ်သွားဖွဲ့ခွဲသုံးယောက်ရှိရင်တော့လေးဘွဲ့ငါးဘွဲ့လောက်ခွဲသွားအဲ့ဒါဒီလိုတို့ကဖြစ်နေတဲ့အခါကျတော့ဒါကဘာနဲ့ဆိုင်လဲဆိုတော့လူမျိုးရဲ့ဇယိုင်းနဲ့ကိုဆိုင်သွားပြီ။တို့တော့အဲ့ဒီဇယိုင်းကိုလည်းဒီလိုတို့ကပြင်လို့မရဘူးလားဆိုတော့ပြင်လို့ရတယ်။ ။ဘာဝဲပြင်ပြင်ရှင်များတို့အနည်းဆိုဒီပညာရေးနဲ့ပဲပြင်ရ။စိတ်တည်းရေးမြင်မားသိခြင်းအစုံမဩဝါဒတွေပေးရမယ်။ကိုယ်တိုင်ပြောနိုင်ပြောမပြောနိုင်ရင်လည်းအပြောဟောကောင်းတဲ့ဒီလုပ်ငန်းမှာအတွေ့အကြုံရှိတဲ့ဆရာတော်တန်ဃာတော်တွေတုံးဖို့လူပုဂ္ဂိုလ်တွေကိုဖိတ်ကြားပြီးတော့မနေ့ကဟိုကိုဆရာတော်ပြောလို့ခေါ်လိုက်တဲ့သူနိုင်ငံရေးသမားကိုခေါ်တာ哦။နော်အဖွဲ့အစည်းတိုးတက်ခြင်းနဲ့ဆိုရင်နိုင်ငံရေးသမားခေါ်လို့ရမယ်။ညနိုင်ငံရေးသမားတောင်ရွံ့မြောက်ပြောလျှောက်ပြောမှာပေါ့။ဆိုင်ဆရာဆိုတဲ့ပုံကိုယ်ကနိုင်ငံရေးသမားလားဆိုင်ဆရာလားမကွဲဘူးလေတောင်းမြောက်မခေါ်နဲ့ပတ်သက်ကုန်တယ် တပည့်တော်အရှိပိုင်းမှာအများကြီးတွေ့ကြုံရှိခဲ့တယ်။ဘလင်းသူတို့ဆင်မြင့်မော်တက်မှန်စီအရက်ကိုမူးအောင်တိုက်။အရက်မူးအောင်တိုက်ပြီးတော့ပြောအပေါ်ကျတော့ပြောကိုချင်းသိက္ခာဘလူဒီသားမယ်စီရင်လားသူကရဲ့မူးပြဲကွဲလို့အဲ့ဒါသာရေးစရာနာမည်ကြီးတွေနာမည်ထုတ်ပြောလို့မကောင်းလို့တပည့်တော်တို့ဘက်ကအဲ့ဒီဟာတွေကတွေ့ကြုံနေအများကြီးရှိတယ်။အဲ့တော့ရွာလာရင်ဘလောက်ပေးရမယ်ဆိုတဲ့ဟာတွေပါတယ်။ရှင်များတို့တပည့်တော်ခေါ်ပါဘလောက်ပေးရမယ်ပြောပါဦး။ခရီးကကိုလန်းသေးနဲ့ကိုသွားရတာနိုင်ငံလုံးပတ်ပြီးတော့ဟုတ်လား။ဟမ်အဲ့ဒါတော့ ဒါဒီလိုတော့တကယ်ပရိဒါပရိဒါဆိုရင်ပဲဒါသတိထားမယ်အချက်တည်းတပြည့်တော်နိုင်ငံပြတ်တာသာရေးဆရာတွေရဲ့တာဝန်မကင်းဘူးသာရေးဆရာလားနိုင်ငံရေးသမားလားမသိဘူးတောင်ပြောမြောက်ပဲလျှောက်ပြောသားအစိုးရ20ပြတ်တာနော်20ဒီမိုကရေစီရလိုက်လို့တာပါ30လောက်ရရင်နိုင်ငံအထိတဲ့ပို့ဆိုသွားမယ်ထင်တယ် အဲ့တော့ဇာယင်းစီရလာရင်ဘာတွေးစီရပါလဲဇာယင်းစီရပြန်ရင်ဘာတွေးစီရကြံလဲတွေးတာအကောင်တွေးပဲဖြစ်အောင်ဟုတ်ဗျာအခုကအချင်းချင်းရန်တိုက်ထားခဲ့တာဟုတ်ဗျာတောင်ပြောမြောင်ပြောရောက်ပြောခဲ့အဖွဲစီလဲကွယ်ရက်ရွာလဲကွယ်ဟုတ်လားနိုင်ငံလဲကွယ်မကွယ်ဘူးလားအမမကွယ်တဲ့သူသိပြီးနေရမယ်ဇာယင်းစီရရဲ့ဘောကဟုတ်လားမတွဲချင်တဲ့သူကိုတွဲပြီးလုံနိုင်ရမယ် collaborative လုံနိုင်ရမယ် collaboration လုံနိုင်ရမယ်အခုတော့ဘာလို့နည်းနည်းဟနေတဲ့ဟာလေးတက်ရှူတက်ရှူသွားတာတော့တက်ရှူပြီးတူလေးနဲ့တောက်တာခဲ့တယ်ထောက်ဆိုကွယ်သွားတယ် နိုင်ငံကွဲတာသူတို့တောင်မကင်းဘူးဟုတ်လားအမှုပညာသမားတွေဆေးရဆရာတွေဒါတည်ထားရမယ်ချက်တွေအဲ့ဒါဒီလိုဘုန်းကြီးတွေကလည်းရောကောသောကောပါတယ်ဗျအဲ့ဒီဘုန်းကြီးတွေကလည်းရောကောသောကောပါတယ်နိုင်ငံရေးဘုန်းကြီးလားတရားဟောဘုန်းကြီးလားဘာကြောင့်မသိဘူးတပည့်တော်အခုတရားဟောဘုန်းကြီးမဟုတ်ဘူးနော်ရှင်များတို့သင်တန်းပေးနေရနော်ဟုတ်လားသင်တန်းပေးသူရောသင်တန်းလိုပဲပြောအောင်ပေါ့တရားဟောရင်ဒီဟာတွေပဲထည့်ပြောလို့ရမယ်ဟုတ်လားအဲ့ဒါဆိုကိုယ်ပိုင်းနဲ့ကိုယ်ကိုယ်ဗာရှင်းနဲ့ကိုယ်ပြောအောင်ပါလေအဲ့ဒါကြိုက်တာလို့တို့တော့သူ့နေရာနဲ့သူဟောအောင် နော်ဆိုင်ရေးဆရာသာဘေဘူးဒ္ဓနဲ့လူသားတွေရဲ့စွမ်းအင်မြင်မအောင်ပြောအောင်အဲ့လိုမျိုးပြောအဲ့ဒါတွေကစိတ်တည်းရမြင်ပါစေခြင်းဆိုတဲ့အပိုင်းမှာအတူတရိထားပါနော်ဘုန်းကြီးတွေဆိုတဲ့ဘုန်းကြီးတွေတိုင်းမဟုတ်ဘူးဒီပါတီရဲ့အရှိန်ဝိုင်းကိုအလုံးမနဲ့ကြိုက်တယ်ဆိုတဲ့ဘုန်းကြီးတွေပါတယ်သူတို့ပြောရင်တော့ရှင်များအဲ့ပါတီကအဲ့ဒီပုဂ္ဂိုလ်ကြီးတွေကောင်းကြောင်းပြောမှာပဲအဲ့ဒါဟိုပါတီရဲ့ဟိုပုဂ္ဂိုလ်တွေမကောင်းကြောင်းပြောမှာပဲကောင်းကြောင်းမကောင်းကြောင်းပြောတာတော့လူတိုင်းပြောတတ်တယ်အကုန်လုံးကောင်းအောင်ပြောဖို့ကြတော့ခက်တယ်အကောင်းမြင်စိတ်နဲ့ပတ်စမစင်း အစိုးမြင်ကြဒါမခတ်ဘူးတို့တော့ဒီတော့ optimism ဖြစ်ဖို့ကြတော့ခတ်တယ်ဆိုတော့အကောင်းမြင်သိတဲ့နားလည်တဲ့ဖို့ခွင်လွတ်တဲ့ဖို့အဲ့ဒါရီယောနိုင်ကဘလောက်ကြီးဆိုတော့အခုတီတကူစရာတော်ဘုရားကြီးကငြိမ်းချမ်းရေးပြောတယ်နော်ဘာကျုပ်စရာတော်ဘုရားကြီးလို့ပြောတယ်အဲ့ဘုန်းကြီးတွေလည်းဆဲတာအစိုးကဘလောက်မြင်သွားလဲဆိုတော့တရားလမ်းကြောင်းတိုင်းဘုရားဟောပါလို့သုတ်တန်ထောက်ထားနေတယ်ပြောတာတော့အဲ့ဘုန်းကြီးတွေဆရာတော်ကြီးတွေပြောတဲ့ဟာဆဲတာလားဘုရားဟောဖို့ဆဲတာပဲဘုရားဟောဆဲတာနဲ့အတူတူပဲဟုတ်တယ်မလားကျတော့ဘုန်းကြီးတွေကကိုပြောကြံပြောလို့ရလား အကျန်းထောက်တာနဲ့ပြောရတာလေကျန်းထောက်တာနဲ့ပြောရလေဒါပေမဲ့သူတို့ကလည်းပုံကုတ်မြင်သွားပြီလေသူတို့မကြိုက်ဘူးဆိုအကုန်ဆဲရဲတယ်အဲ့ဒါဒီလိုနိုင်ငံမှာဘာဖြစ်နေတာလဲဒါကြောင့်ဒီကတ်ကြီးတွေဆိုင်နေတာပေါ့ဟုတ်ဘူးလားပိုးဆိုးပဲရှိပါတယ်ရှင်များတို့ကောင်းဖို့မျှော်လင့်မနေပါနဲ့ပိုးဆိုးပဲရှိပါအဲ့တော့ကောင်းအောင်ဒီလိုတို့တာဝန်ရှိတယ်ဘာနဲ့ပြန်တည်ဆောက်အောင်လဲကိုကျင်းသိခါအခြေခံနဲ့ကိုကျင်းတရားအခြေခံနဲ့တပည့်တော်တို့ပညာရေးကိုပြန်တည်ဆောက်ပေးမယ်ရှင်များတို့ရှည်တန်းပါ ဆရာဆရာမတွေကဆရာဆရာမတွေဆိုတော့နိုင်ငံတော်အောက်သွားအဲ့တော့နိုင်ငံတော်ဒါလို့ဆိုလို့ပူဝါလို့ဆိုလို့သူတို့ခိုင်းတယ်လို့ဒါဒီရောနိုင်ငံဖြစ်နေတဲ့ခြေတခြားနိုင်ငံတော့ဒီလိုမလုပ်ဘူးဒီရောနိုင်ငံတွေအတိုင်းပဲရှိသေးတယ်အဲ့ဆိုတော့ကဒီရောဘုန်းကြီးတွေကလွတ်လပ်တယ်ပညာရေးလှုပ်လဲရတယ်ပရိဒါလှုပ်လဲရတယ်ရှင်များတို့မလုပ်ပါနဲ့လူသူတားထားတယ်ဘယ်သူမှမတော့အဲ့ဒါဆိုတော့ရှင်များတို့ကပညာရေးဘက်ကိုအဓိကထားလို့ဗျာဒီရောဒီလိုပြောခြင်းတယ်ဟုတ်လားအဲ့လေလောက်ပါဒီအေးဘော်ကဲတဲ့အေးတွေပါယူလောက်ပါအဲ့ပရိုက်တာလည်းတိတ်သွားပြီးတော့မသာရနဲ့ ပရိဒါဆိုလေပညာရေးဦးဆောင်တဲ့ပရိဒါမျိုးတပည့်တော်ဖြစ်စေခြင်းနဲ့ဟောရင်တပည့်တော်ကနေရာတကာတပည့်တော်ဘုန်းကြီးတွေအသင်္ကန်းတရားရန်နဲ့ပါနေရတိတ်များလုံးရင်မကောင်းဘူးများလုံးကောင်းတပည့်တော်လည်းပါပါတယ်ပါပါတယ်တပည့်တော်လည်းပါလေရငါပြည့်ကျလုပ်ချင်ပါအဲ့ဒါသတိထားရတာပေါ့ဗျာနော်ဟုတ်ပြီလားဗျာနော်အဲအဲ့ဒါဆိုတော့အခြေခံလူတွေရဲ့အခြေခံလူသားသားတွေရဲ့အမျိုးအမြင်အသိပညာတွေမြင်မှားဖို့ပြောပြပါအဲ့ဒါတပည့်တော်တောင်းတန်းတာလို့ဆရာတော်ဗျာရေးတဲ့ အတူပြောလို့ချမ်းမြေ့စွာဘဝနေနေဖတ်ဖူးလာပြချမ်းမြေ့စွာဘဝနေနေတိတ်ကောင်းတာနော်ဒေသာဦးကြီးဖတ်ကြည့်အဲ့ဒါဇာတော်ကြီးချင်းဘက်ကိုတောင်နှန်းတာနာပြုပြတဲ့ကရှင်မြတ်သူကိုယ်တိုင်ဆိုင်ပြွေးလို့ပြရတာချင်းနေချင်းနေသဘောပေါအောင်တောင်ရာတွေတိတ်မခုတ်အောင်လို့ဟုတ်လားအဲ့ဟိုချင်းစွာတော့နှစ်နှစ်တုံးနှစ်လောက်တူကအဲ့ဒီတစ်ပင်ကြီးတွေတစ်တော်ကြီးတွေအကုန်ဖြိုးပြလိုက်တယ်နှစ်နှစ်တုံးနှစ်လောက်ဖြိုးပြီးအဲ့ဒါဒီပြာနဲ့သူကမျိုးသားလို့တာနှစ်နှစ်တုံးလဲဆိုနောက်တော်ကြီးထက်လှဲပြန်ရောအဲ့ဒီနေရာဘာမှမလုပ်ပြစ်ထားခဲ့အဲ့ဒါတစ်တော်တွေကအများကြီးပြုံး တော့ဘာရရတော့ပြောင်းမှုလေးတိုက်တာတော့တော်ကြီးတော်တော်လုံးပြောင်းတယ်။အဲကြောင့်ဆရာတော်ကြီးကတော်တော်တိပ္ပံတွေကိုလည်းထိမ့်သိမ့်ပြီးတာဖြစ်အောင်စိုက်ပျိုးတယ်။ဆရာတော်ကြီးကိုယ်တိုင်ပေါတူးကင်ပြီးတော့ရှင်မြတ်စိုက်ပျိုးလုပ်ပြရတယ်တဲ့။အဲဆိုပြီးတော့ကအရေးကြီးဆုံးကဘာလဲအခြေခံလူဒန်းသားကို အသိပညာတိဆောက်ပေးတာတဲ့အရေးကြီးတာဘာမှမရှိဘူး။ဟုတ်လားဗျာနော်။ဘဝနှိမ့်တဲ့သူတွေကိုမြင့်အောင်လုပ်ပေးရဆိုငွေချင်းနဲ့လုပ်လို့မရဘူး။ဘာနဲ့လုပ်အောင်။ပညာရေးနဲ့လုပ်အောင်။အသိပညာနဲ့တိဆောက်ပေး။အဲ့ဒီလုပ်ငန်းကိုတော့အဓိကလုပ်ပါရှင်မြတ်တို့လမ်းမမှားပါဘူး။ နော်ပฏิပတ်မလုံးနိုင်ဘူးဆိုတော့မနဲ့ပရိဒတ်လုပ်တဲ့ဆိုရင်တော့မနဲ့အစင်နေနေတဲ့လူသားတွေကိုအစင်မြင့်အောင်ပညာရေးနဲ့တိဆောက်ပေးပါအဲ့ဒါဆိုရင်ရှင်များတို့ဒါကောင်းပါလေအဲ့ဒါတော့ပြောစရာကြီးဝီနည်းနဲ့ညီလာပေါ့တေးကြတဲ့တိပင်ဆိုင်တာပဲညီမလဲဒါပေမဲ့သူကနေတူတော့ရှင်ပြလေလှုပ်ပေးတဲ့နေရာလှုပ်ပေးအောင်ပေါ့ဟုတ်လားနော်အဲ့ဒါလေးတွေကိုတပြီးတော့ဒါသတိထားရမယ်တောင်းနန်းတာပြုဆရာတော်ဘုရားကြီးတို့ကိုယ်တိုင်ဒီလိုလှုပ်ခဲ့တယ်ဆိုတဲ့ချမ်းမြေသာဘွားနေနေစာတော်မှာဆရာတော်ကြီးကိုယ်တိုင်ပြောထားတာရှိပါတယ် ရှင်းပါလေပြောခဲ့တယ်စာတင်နိုင်တဲ့သူတင်တဲ့နေရာထားဝေယဝိဇ္ဇလုံနိုင်တဲ့သူဝေယဝိဇ္ဇနေရာမှာထားစာတင်တဲ့သူကဝေယဝိဇ္ဇလုံရင်ရှင်များတို့ပညာရေးဘလို့လို့လေ့လာမလဲပညာသင်တဲ့သူကအမြဲတမ်းလေ့လာနေရတယ်ဖတ်ရှုနေရတယ်လေ့ကျင့်နေရတယ်ဟုတ်တယ်မလားဗျာအဲ့ဒါတော့ဒီကတော့အခုခေတ်ဆိုပို့တော်သိုးသေးတယ်တပည့်တော်ကလွန်ခဲ့တဲ့10နှစ်ကသင်ခဲ့တဲ့သင်ခန်းစာပဲအခုလဲဒါပဲ update မလုပ်နိုင်ဘူးစင်ပြေလာဗျာမပြေတော့ population လည်းမကြည့်တော့ဘူးနိုင်ငံရဲ့အခြေအနေလည်းမကြည့်တော့ဘူး ဲ့တော့ပြောလို့အမြဲတမ်း update ဖြစ်နေတဲ့သတင်းအချက်အလက်တွေ data information တွေဒီလိုဒီမှာရှိတယ်ကိုမလို့ဘူးလားတင်တဲ့သူကအမြဲတမ်းလေ့လာနေရအဲ့တော့သူ့နေရာနဲ့တူတာဝန်နဲ့လုပ်ပိုင်ခွင့်တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုမျှတအောင်ထားပေးရအဲ့ဒါကိုလည်းအသီးမဲ့ပြုပေးရရှင်ပြပြစ်ကင်းနေတဲ့သူဆိုတဲ့သူကိုပြောသားမှာဒီတော့သူ့အပြစ်ကိုရှားပြောက်ကြည့်နော်လူတိုင်းကအပုတ်လေးတွေကိုစီနေပါလေအပုတ်နဲ့လေးလုံးနေတဲ့အချိန်မှာမပေါ်တာပါပဲသူများအပုတ်တော့သွားမပေါ်နဲ့ကို့အပုတ်ပေါ်တဲ့အချိန်ရောလှိုင်းနေဖြစ်သွား ဆိုတော့ဒီကတော့ဘာလုပ်အောင်လဲခွန့်လွတ်ခွန့်လွတ်ခြင်းနဲ့ဒီသားဒီမဲ့ရန်ကုန်ကလေးတွေနဲ့တောကလေးတွေနဲ့တူလာဗျာတင်တဲ့ဆရာဆရာမတွေရဲ့အည်သွေးရလဲကွာတယ်ဗျာမြို့ကဆရာဆရာမတွေရဲ့အည်သွေးပို့ပြည့်မိအောင်လေ့ကျင့်ရအည်သွေးမပြည့်မိရင်သူနောက်ကျခင်ပါလေတောကဆရာဆရာမတွေရောဆရာမဖြစ်တယ်ဆိုပြီးတာပါပဲတော်တော်များများလေအဲ့ဒါတော့ဆရာဆရာမ10ယောက်10ယောက်10ယောက်ချင်းရှင်နေဆိုရင်ဒီကြတဲ့မြို့ဆရာမနဲ့တောဆရာမနဲ့တူတယ်ဆိုတာရှင်ဗျာနှစ်ယောက်တောင်တူဖို့မလွယ်အည်သွေးချင်း ဲ့တော့မယူရလူတွေကပိုးဆင်းမြဲတယ်နောက်တစ်ခါညံညံသွေးစားရတဲ့အဟာရချင်းလည်းမတူပါဘူးတော်မှာနောက် DGH တင်ထောက်ကူပစ္စည်းတွေစာသင်ခန်းဖွဲ့စည်းပုံတွေဘာမှမတူအဲ့ဒါကြောင့်ဒီလိုတို့နိုင်ငံမှာဒါကွာချက်ချက်များတယ်ပေါ့ဒါတပီးတော်တွေရဲ့ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေဒီလိုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေဒါတော့ခုနကတပီးတော်ပြောခဲ့ပါပြီနိုင်ငံတော်အဆင့်အောင်ခွင့်ရည်တည်မရသေးတာဆိုတော့ပြောမနေနဲ့တော့နော် အဲ့ဒါပြောလို့ရဲ့ဒါ tradition ပဲပြောပြော culture ပဲပြောပြောအားနှချက်လို့ပြောအောင်အတိတ်ကတော့ number 1တစ်ချက်တည်းပြောပညာရေးအားနေတာပညာရေးနှိမ့်သွားပြီဆိုမှတော့ဖက်ဖက်ကနှိမ့်တော့တာအရှင်မြတ်လူကိုပညာရေးနဲ့တိစောက်တာလေအဲ့ပညာရေးချင်းအရှင်မြတ်လေကိုင်းရတိုက်တဲ့အခြေခံနဲ့ပညာရေးချင်းတိစောက်တာတာမဟုတ်တဲ့အခါကျတော့အရှင်လင်းမီဇာရိတလည်းမကောင်းဆိုတာမျိုးဖြစ်တယ်အဲကြောင့်ဒီလိုကဒီဖွဲ့စည်းတစ်ခုကိုဖွဲ့စည်းပုံဖွဲ့စည်းတဲ့အခါပြပြပြင်ပြင်နဲ့တက်ညီလက်ညီရှေ့သို့ခြီဆိုတာမျိုးကြတော့ခက်ပါလေ အဲကြောင့်ဘုန်းကြီးတွေပညာရေးဘက်ကအရှင်များတို့အပြောင်းလဲနေတိုင်းအောင်ကြိုးစားကြံပါတယ်